ချင်ပန်ပင်ရဲ့ကျမ်းမာရေးအတွက်တဘာဝအကျိုးကျေးဇူးများချင်ပန်ပင်ကို အားလုံးသိကြပါတယ်ညီမတို့ရဲ့ရိုးရာဟင်းအဖြစ်နေဖက်ကလူတွေကတော့နေစဉ်စားသုံးကြပါတယ်တကယ်တော့ချင်ပန်ပင်ဟာအစားအစာတစ်ခုထပ်ပိုတဲ့ကျမ်းမာရေးအတွက်တဘာဝအကောင်းကျိုးတွေအများကြီးရှိပါတယ် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. As UK စားတဲ့ချမ်းသာတဲ့နိုင်ငံတွေမှာချင်ပေါင်းဟာဈေးကြီးပေးဝယ်ရတဲ့ဟင်းရွက်တမျိုးပါ။ဂျပန်၊စင်ကာပူ၊ထိုင်းစားတဲ့အသီးအရွက်ကိုဦးစားပေးစားတဲ့နိုင်ငံတွေမှာချင်ပေါင်းကို စီးပွားဖြင့်စိတ်ပြူရောင်းချကြပါတယ်။ကျွန်တော်နိုင်ငံမှာလည်းချင်ပေါင်းကို စီးပွားဖြင့်စိတ်ပြူကြပါတယ်။ ချင်းပေါင်းမှာမျိုးကွဲတွေလည်းရှိပါတယ်လူတိများတဲ့ချင်းပေါင်းအမျိုးအစားတွေကတော့နံပါတ်1ရွှေဘူချင်းပေါင်းခေါ်ရှော့ချင်းပေါင်းခေါ်ချင်းပေါင်းလက်ချာခေါ်စီချင်းပေါင်းနံပါတ်2ချင်းပေါင်းနေခေါ်ဘီလက်ချင်းပေါင်းနံပါတ်3ချင်းပေါင်းခါခေါ်ဓာတ်ချင်းပေါင်းခေါ်ချင်းပေါင်းကြီးနံပါတ်4ကြောက်ချင်းပေါင်းခေါ်ချင်းပေါင်းရိုင်းတို့ဖြစ်ကြပါတယ် ဒီထက်ကအစားများတာကတော့ချင်ပေါင်နီးလို့ခေါ်ကြတဲ့ဘီလက်ချင်ပေါင်ပါတခြားရှင်ပေါင်တွေကလည်းစားလို့ရပါတယ်ချင်ပေါင်ကိုစားရမှာချင်ပေါင်ကိုညင်းဒါမှမဟုတ်ပစုံဝတ်သားတို့နဲ့ရောကြော်ပြီးတော့လကောက်ချီဟင်းအနေနဲ့တော့လကောက်ဟင်းချိုချက်ပြီးတော့လကောက်စားသုံးနေပါတယ်။ဒါပြင်အသားထူတဲ့ချင်ပေါင်ဖူးအနီကိုကြော်ရည်တော့လကောက်ချင်းရည်တော့လကောက် တုတ်တုတ်၍တော်၎င်းထငယ်တကြားတို့ဖြင့်ရော၍ရိုထိုး၍တော်၎င်းထောင်း၍တော်၎င်းစားနိုင်ပါလေခြင်ပေါင်ရဲ့မှာပိုသိမ့်ဓာတ်ဗီတာမင်စီဓာတ်တန်ဓာတ်ကယ်စီယမ်ဓာတ်အမြင်ဓာတ်စတဲ့ဓာတ်တွေကျေဝစွာ ပါဝင်ပါလေခြင်ပေါင်ရဲ့စားခြင်းဖြင့်အမြင်ဓာတ်များစွာရရှိတာကြောင့်ဝမ်းချုပ်ခြင်းကို ကင်းစေကဝိမာန်စေနိုင်ပြီးဦးမကြီးကန်စာဖြစ်ပွားနှုန်းကိုလျော့ချစေနိုင်ပါတယ်ဗီတာမင်စီနဲ့တတူဓာတ်တွေအမြောက်အများပါရှိတာကြောင့်ကိုယ်ခံအားကိုကောင်းစေပြီးခဏခဏဖျားနာတာအအေးမိတာတွေဖြစ်ခြင်းကိုလည်းညှို့နှင်းစေနိုင်ပါတယ်ကင်းစီယံဓာတ်နဲ့တန်ဓာတ်လည်းကြေဝစွာပါဝင်တာကြောင့်အယိုးတွေကိုလည်းတမ်းမှကြန့်ခိုင်စေက ကိုယ်ခံတာ သွေးအားကောင်းစေပြီးကျန်းမာကြီးထွားစေပါတယ်။မြမစီကျန်းများမှာတော့ချင်ပေါင်ရွက်ရဲ့ကျန်းမာရေးအကျိုးပြုပုံနဲ့ပတ်သက်ပြီးချင်ပေါင်ရွက်ဟာလေတလိမ့်နာကိုနိုင်၏ဝမ်မီကိုတောက်စေ၏ကြည်ညွတ်လွေ၏နှုတ်ကိုငြိမ်စေ၏ကာမအားကိုတိုးစေ၏ဝမ်တက်စေ၏အစိမ့်နာငင်းတရိပ်နာတို့ကိုနိုင်၏နာနာနာကဲ့လေချောင်းနာတို့တွင် သုံးနိုင်၏လို့ရေးသားထားပါတယ် ဒါအပြင်ပြက်ရှာနာပြီးတဲ့နာ အနာဆင်းအနာဟောင်းများအတွက်အနာကိုဖန်ရည်စည်းကချင်းမောင်ရက်ကိုမိခင်ပြီးအုံပေးခြင်းဖြင့်တတပျောက်ကင်းနိုင်ပါတယ်။ချင်းမောင်ဖူးမှာပါတဲ့အာဟာရဓာတ်တွေကတော့ကယ်စီယမ်၊ပန်တက်၊ဗီတာမင်စီ၊မင်ဂနီစီယမ်၊ကာဗွန်ဟိုက်ဒရိတ်၊ဖော့စဖက်၊ပိုတက်ဆီယမ်၊ဗီတာမင် B3 နဲ့ဗီတာမင် A တို့ပါဝင်နေပါတယ်။ ချီမောင်ဘူးရင်းနေချမ်းကကျမရဲ့အသက်ဘာအကျိုးကြီးစုတွေရနိုင်လဲချီမောင်ဘူးရင်းနေချမ်းကလူခန္ဓာကိုကျမရဲ့အသက်နီးနူးဆောင်ကနေအကျိုးပြုပါတယ်သွေးပေါင်ချိန်မှန်စေတယ်ဒီနီးချမ်းကိုပုံမှန်တော့သုံးပြီးသွေးပြအားကိုကျစေပြီးသွေးသွမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်တပတ်နှစ်ပတ်လောက်အတွင်းရင်းနူးပကံလုံးနဲ့တနစ် 3ခွက်ပုံမှန်တောက်ပေးမယ်ဆိုရင်စီးရှင်စေပြီးသွေးသွကိုကြားစေပါတယ်။သွေးသွင်းကိုလက်စထရောကိုကြားစေတယ်။ချင်ပန်ဖူးကခန္ဓာကိုယ်အတွင်းကမကောင်းတဲ့ကိုလက်စထရောတွေကိုကြားစင်စေပြီးနှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။သွေးကြောတွေကိုထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။သွေးသွင်းအဆီဒက်ကြားစေသွေးသွင်းတကြားထက်ကြားစေတဲ့အစွန်း အာနိသင်ကြောင့်စီးချိုယောဂရှိသူတွေအတွက်လည်းအကျိုးရှိစေပါတယ်။အသေးကိုကာကွယ်ပေးတယ်။ဓာတ်သူစစ်ကျင်အာနိသင်ကြောင့်အသေးယောဂတွေကုသရာမှာ အထောက်အကူပေးပါတယ်။ခန္ဓာကိုယ်ထဲကဆဲတွေနဲ့တ िश ူးတွေမှာ free radicals တွေကိုဓာတ်ပြေစေနိုင်တာဖြစ်လို့ကျန်းမာအသက်ရှင်စေနိုင်ပါလိမ့်မယ်။ ကင်ဆာကကွယ်နိုင်တယ်။ချင်ပေါင်းဖူးကအကျိတ်ကိုကျေစီပြီးတော့ဓာတ်သူဆန့်ကျင်အာမိသင်တွေရှိတာကြောင့်ကင်ဆာဖြစ်စေတဲ့ဆင်းတွေပွားများမှုကိုနှေးကွေးစေတယ်လို့သိရပါတယ်။အယောင်ကျစေတယ်၊ယောဂါပိုးတည်စေတယ်၊ဗီတာမင်စီကျွေဝတဲ့ချင်ပေါင်းဖူးကကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပါတယ်။ရောင်ရမ်းမှုကိုရောက်ကြစေပြီးယောဂပိုးကိုခုခံတိုက်ခိုက်နေစွမ်းကြောင့်အအေးမီ ုတ်ကွေးမဖြစ်အောင်လည်းကောက်ကွယ်ပေးနိုင်ပါတယ်။ဖျားနေတဲ့အခါလည်းဝေဒနာသက်သာစေဖို့အထောက်အကူပြုပါတယ်။ရာသီလချိန်ကြိတ်ခဲမှုကိုသက်သာစေတယ်။အမျိုးသမီးတွေရာသီလတဲ့ချိန်ကြိတ်ခဲမှုဝေဒနာတွေကိုလည်းသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ဟော်မုန်းပြန်လဲထိုင်းကြီးနိုင်စီပြီးယာဒီလာချိန်မှာဖြစ်တတ်တဲ့စိတ်အပြောင်းလဲတွေစိတ်ကြချင်းနဲ့လုံကဲစွာအစာစားချင်းစတဲ့လက္ခဏာတွေကိုတက်တာရောပါစေနိုင်ပါတယ်။ စိတ်ကြချင်းကိုသက်သာစေတယ်။ဗီတာမင်တွေနဲ့ format တွေပါဝင်နေလို့စိတ်ဓာတ်ကြချင်းကိုသက်သာစေနိုင်ပါတယ်။ချင်ပန်ဘူးချောင်းရင်းနှီးချောင်းကိုတောက်တုံးချင်းအဖြစ်အာယုံကျောစနစ်ကိုကောင်းမွန်စေပြီးစိတ်နဲ့ခန္ဓာပြည့်ရစေတာကြောင့်စိုးရင်ပူပန်မှုနဲ့စိတ်ကြဝေဒနာကိုသက်သာစေပါတယ်။အစာကျေစီခြင်း ချီမန်ဘူးချောင်းရင်းရွှေချမ်းကစီးချွင်ဝမ်းမံစေတာကြောင့်အစာချေပြတ်မှုကိုကောင်းမွန်စေပါတယ်။ဝမ်းချုပ်တဲ့ပြဿနာကိုလည်းဖြေရှင်းပေးနိုင်ပါတယ်။အစာအိမ်နဲ့ဦးလန်းချောင်းစနစ်ကိုကျန်းမာစေလို့ဦးကန်စာကိုလည်းကာကွယ်နိုင်ပါတယ်။ရင်ငယ်ပြီးစီတဲ့ချီမန်ဘူးရင်းရွှေချမ်းကိုအအေးအဖြစ်နဲ့တောက်ကြပါတယ်။သူ့ရဲ့တဘောတဘာဝကခန္ဓာကိုယ်ကိုအမြဲဆုံးအေးမြစေတဲ့အာနိသင်ရှိပြီးနည်းနည်းတောက်ယုံနဲ့ရင်ငယ်ပြီးစီနိုင်ပါတယ်။ ဝိတ်ကြစေတယ်။စင်ပေါင်းဘူးကခန္ဓာကိုယ်ရဲ့ကက်စီတက်နဲ့ဂလူးကို့စ်ကိုစုပ်ယူနိုင်စွမ်းကိုညှို့နှဲစေတာကြောင့်ကိုယ်အလေးချိန်လျှော့ချရမှာ အထောက်အကူဖြစ်စေပါတယ်။ကာဗိုဟိတ်ဒရိတ်နဲ့ကက်စီတက်စုပ်ယူမှုကိုကူညီပေးတယ်။အင်မြူနက်စ်ထုတ်လုပ်မှုကိုဟန်တားပေးလို့အစီအကျအစ်လက်စီမှာပါ။တတိပြုစရာများစင်ပေါင်းဘူး6ရင်းနှွေးချမ်းဟာသွေးတူးကျစေတဲ့အစွမ်းရှိတာကြောင့်သွေးပေါင်း ကြတဲ့သူတွေချင်းချင်းတောင်းတုံးတင်ပါတယ်။ချင်ပါဘူးမှာ အချင်းတက်ပါတာကြောင့်အများကြီးစားရင်အစာချေစနစ်ပြဿနာရှိနိုင်ပါတယ်။အလုံးအကျုံမစားမိဖို့လိုပါမယ်။မူတိမိခင်တွေနဲ့အင်မတန်ငယ်တဲ့ကလေးတွေ မစားတင်ပါဘူး။ ဒါကတော့ချင်ပန်ပင်ရဲ့ကျမ်းမာရေးအတွက်အကျိုးပြုစေတဲ့တဘာဝအာဏိသင်တွေပါနောက်ထပ်လည်းခုလိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုညဝေပေးမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ထားပေးပါနော်တင်လာသမျှဗီဒီယိုတွေကိုတရားဖို့ဘေးကခေါင်းလောင်းပုံတွေကိုလည်းနှိခဲပေးကြပါအောင်ပရိတ်တကြီးအားလုံးကျမ်းမာပျော်ရွှင်ကြပါစေရှင်